ကဘာပေါ်မှာဘလို့အကအခွင့်အထူတက်ဆုံးလေချောင်းပိုင်နှက်ကိုမဆိုဘသူကမှမမြင်စေဘဲနဲ့ထိုးဖောက်ဝင်ရောက်နိုင်တဲ့လေရင်တစည်းကိုမြင်အောင်ကြည့်ပါဒါကတော့တဏှာကြီးလားကိုပြောက်ဘုံကျဲလေရင် B2 spirit ပါပဲဒါပေမဲ့ဒီမယုံကြည်နိုင်စရာကောင်းတဲ့လေရင်ကတစည်းကိုဒေါ်လာ1ဘီလီယံကျော်တဲ့မျိုးစိပြူလောက်တဲ့ဈေးနှုန်းနဲ့လာပါတယ်ဒီနေ့မှာတော့ခင်မီစစ်သက်လေချောင်းရဲ့အံ့ပွဲတစ်ခုအကြောင်းကိုအသေးစိတ်လေ့လာသွားကြပါမယ် စီအီခရဲ့အထုတ်ထိတ်မှာနော်ရုဂူမန်ကလျှို့ဝက်အစီအစဉ်တစ်ခုအောက်မှာတီထွင်ခဲ့တဲ့ B2 ရဲ့အဓိကရည်ရွယ်ချက်ကရှင်းပါတယ်။အမေရိကန်ကိုရန်သူနယ်မြေအတွင်းပိုင်းမှာရှိတဲ့မဟာဗျူဟာမြောက်ပစ်မှတ်တွေကိုဘသူကမှမသိစေဘဲနဲ့တိုက်ခိုက်နိုင်တဲ့တူနိုင်မဲ့စွမ်းရည်ကိုပေးဖို့ပါပဲ။ 1989ခုနှစ်မှာပထမဆုံးပြန်တန်းခဲ့ပြီးတော့1998ခုနှစ်မှာတော့တရားဝင်စစ်မှုထမ်းဆောင်ခဲ့တာကြောင့်လေကြောင်းစစ်စင်ကြီးရဲ့အသွင်အပြင်ကိုထာဝရပြောင်းလဲစေခဲ့ပါတယ်။ B2 ကိုတီထွင်ထုတ်လုပ်ခြင်းဟာအင်ဂျင်နီယာပညာရဲ့ကြီးမားတဲ့အခြေလှမ်းအသစ်တစ်ခုပါပဲ။လေခွေးအားဆိုင်ရာသိပ္ပံ၊ကိမီပစ္စည်းသိပ္ပံနဲ့တော်လန်ပြောင်းလဲတဲ့လျှို့ဝှက်နည်းပညာတွေမှာတိုးတက်မှုတွေအများကြီးပါဝင်ခဲ့ပါတယ်။၎င်းရဲ့အထင်ကရအတောင်ပံပုံစံကကြည့်ကောင်းယုံတင်မဟုတ်ပါဘူး။တီထူးခြားတဲ့ပုံသဏ္ဍာန်ဟာအထူးပြုလုပ်ထားတဲ့ရေဒါစုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့အလွှာပါတဲ့ ပစ္စည်းတွေနဲ့ပေါင်းဆက်ပြီးတော့၎င်းရဲ့ရေဒါဖြတ်ပိုင်းကိုတိတိတသားရှော့ချပေးပါတယ်။ဒါကြောင့် B2 ဟာရန်သူရေဒါစနစ်တွေအတွက်လုံးဝနှီးပါမမြင်နိုင်တော့ဘဲနဲ့တာမန်လေယာဉ်တွေအလွယ်တကူပြတ်မှတ်ထားခံရနိုင်တဲ့ပတ်ဝန်းကျင်မှာလွတ်လပ်စွာနဲ့လှုပ်ဆောင်နိုင်ပါတယ်။အလျား69ပေးနဲ့အတောင်ပိုင်းအကျယ်182ပင်ရှိတဲ့ B2 ရဲ့အားကောင်းတဲ့တိဆောက်ပုံအပြင်ညအချိန်လှုပ်ရှားမှုတွေမှာအရေးပါတဲ့၎င်းရဲ့အနက်ရောင်အပြင်ပိုင်းကမြင်နိုင်စွမ်းကိုပို့ပြီးတော့ရှော့ချပေးပါတယ်။ B2 ရဲ့အဓိကအင်္ဂါရဲ့တချို့ကိုလေ့လာကြည့်ရအောင်။ကိုပြောက်နီးပညာ ။မြင်ခဲ့တဲ့အတိုင်းပါပဲရေဒါစုယူနိုင်တဲ့ပစ္စည်းတွေအထူးပြုလုပ်ထားတဲ့အလွာပါးတွေနဲ့ချုံးမှုပြီးတော့ထူးခြားတဲ့ဒီဇိုင်းတွေပေါင်းစပ်ထားတာကြောင့်ရှာဖွေတွေ့ရှိဖို့အင်မတန်ပဲခက်ခဲလာပါတယ်။တည်ယူနိုင်စွမ်း၎င်းရဲ့စွမ်းရည်ကိုရှော့မတွက်ပါနဲ့ B2 ဟာတာမန်လက်နက်တွေနဲ့နျူကလ ியர் လက်နက်တွေအပါအဝင်ပေါင်4000လောက်အထိလေးလံတဲ့ဝန်ကိုတည်ဆောင်နိုင်ပါတယ်။တိကျစွာပြတ်မှတ်ထားနိုင်တဲ့လက်နက်တွေနဲ့လေကြောင်းဘုံးတွေကိုအထူးအကျပစ်ချနိုင်ဖို့တက်ဆင်ထားပါတယ်။ကွာဝေးနဲ့ခန်းနိုင်ရင်ပင်လယ်မိုင်6000အထိမယုံနိုင်လောက်စရာကောင်းတဲ့ပြန်တန်းနိုင်တဲ့အကွာဝေးနဲ့လေထဲ င်းမှာလောင်စာဆီဖြစ်တင်းနိုင်တဲ့စွမ်းရည်ကြောင့် B2 ဟာကမ္ဘာပဲနေရာကိုမဆိုမရက်မနာပဲနဲ့အဝေးပြေးမစ်ရှင်တွေကိုလှုပ်ဆောင်နိုင်ပါတယ်။အမှုတန်အင်အားစွမ်းဆောင်ရင်အဲဩဆရာကောင်းတာကဒီရှုပ်ထွေးတဲ့ဘုံကျဲလေရင်ကိုလေရင်မှုတဦးနဲ့မစ်ရှင်ကုတ်ကဲသူတဦးဆိုတဲ့အမှုတန်းနှစ်ဦးတည်းနဲ့လှုပ်ဆောင်နိုင်တာက၎င်းရဲ့အဆင့်မြင့်လေးချောင်းဆိုင်ရာအီလက်ထရောနစ်စနစ်တွေနဲ့အလိုလျောက်စနစ်တွေကြောင့်ပါပဲ။ကဲအားလုံးသိနေကြတဲ့အကြောင်းအရာကိုပြောကြရအောင်။ကုန်ကြစည်ပါ။ B2 တစည်းရဲ့အခြေခံထုတ်လုပ်မှုကုန်ကြစည်ဟာဒေါ်လာ938 တန်းဝန်းကျင်ရှိပေမဲ့လည်းကျေပြန့်တဲ့သူတေသနာဖွံ့ဖြိုးတိုးတက်မှုနဲ့တင်းကျပ်တဲ့စမ်းသပ်မှုတွေအတွက်ကုန်ကြစည်ရိတ်တွေထက်တွက်လိုက်ရင်ဒဇီးရဲ့စုစုပေါင်းကုန်ကြစည်ဟာဒေါ်လာ1ဘီလီယံကျော်အထိမြင့်တက်သွားပါတယ်။ဒါဟာတိဆောက်ခဲ့သမျှစစ်ဘက်လေယာဉ်တွေထဲမှာဈေးအကြီးဆုံးတရာတစ်ခုဖြစ်စေပါတယ်။ဒီအလိုအမင်းများပြားတဲ့ကုန်ကြစည်ဟာနားလည်နိုင်လောက်တဲ့အတိုင်းအတာအထိအငင်းပွားမှုနဲ့စီးဆင်းမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ထောက်ခံသူတွေက၎င်းရဲ့တူနိုင်မဲ့စမ်းရည်တွေနဲ့ပေးစွမ်းနိုင်တဲ့မဟာဖြူဟာမြောက်အားသာချက်တွေဟာရင်းနှီးမြှုပ်နှံမှုနဲ့ထိုက်တန်တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဒီလောက်ကြီးမားတဲ့ငွေပမာဏကိုအခြားကာကွယ်ရေးဦးစားပေးကဏ္ဍတွေဒါမှမဟုတ်အများပြည်သူရဲ့လိုအပ်ချက်တွေအတွက်ပိုကောင်းအောင်အသုံးပြုနိုင်တယ်လို့တင်ပြကြပါတယ်။ဒီဆွေးနွေးမှုတွေရှိနေပေမဲ့ B2 ဟာအမေရိကန်ရဲ့မဟာဗျူဟာမြောက်ဟန်တာမှုရဲ့အဓိကအစိပ်ပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ B2 Spirit ဟာကမ္ဘာတဝန်းကပရိပခတွေနဲ့မစ်ရှင်အများပြားမှာ၎င်းရဲ့တံမိုးကိုတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်။1999ခုနှစ်ရဲ့ Operation Alive Force မှာဆိုရင်ကိုဆိုဘိုမှာရှိတဲ့ NATO ရဲ့စစ်စင်ရေးမှာအရေးပါတဲ့ ်ပစ်မှတ်တွေကိုတိကျစွာနဲ့တိုက်ခတ်ရမှာအဓိကအခန်းကဏ္ဍကနေပြီးတော့ပါဝင်ခဲ့ပါတယ်။၂၀၀၀ခုနှစ်စက်တင်ဘာလ၁၇ရက်တိုက်ခတ်မှုအပြီးမှာ B2 ဟာအာဖဂန်နစ္စတန်ကိုအလွန်ဝေးကွာတဲ့မစ်ရှင်တွေကို၂၀၀၀ခုနှစ်ရဲ့ Operation Enduri Freedom အတွင်လှုပ်ဆောင်ခဲ့ပြီးတော့၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာလှုပ်ဆောင်နိုင်စွမ်းကိုပြသခဲ့ပါတယ်။၂၀၀၀ခုနှစ်ရဲ့ Operation Iraqi Freedom မှာတော့တမိုးကြီးပစ်မှတ်တွေကိုတိကျစွာနဲ့ပစ်မှတ်ထားနိုင်တဲ့လက်နက်တွေနဲ့တိုက်ခတ်ရမှာအရေးပါခဲ့ပါတယ်။ B2 ဟာ30ကျော်တပ်တန်းရင့်နေပြီးဖြစ်ပေမဲ့လည်းပြိုဝက်ဘုံကျဲ ဲလင်ရဲ့ဤပညာရဲ့ရှေ့တန်းမှာဆက်လက်ရည်တည်နေပါတယ်။၎င်းရဲ့လေကြောင်းဆိုင်ရာအီလက်ထရောနစ်စနစ်တွေဆက်သွယ်ရေးစနစ်တွေနဲ့လက်နက်စနစ်တွေကိုအစီအမြင့်တင်ခြင်းအပါအဝင်ခင်မီအောင်ပြုပြင်ပြောင်းလဲမှုတွေကအနာဂတ်စစ်စင်ရေးအခြေအနေတွေမှာ၎င်းရဲ့အရေးပါမှုကိုတည်ချာစေပါတယ်။နောက်မျိုးဆက်လျှို့ဝှက်ပုံစဲလင်ရဲ့ B21 Rider ဟာမကြာခင်ရောက်ရှိလာတော့မှဖြစ်ပေမဲ့လည်း B2 Spirit ဟာနှစ်ပေါင်းများစွာ American Leader ရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်ဆက်လက်တည်ရှိနေအောင်မှဖြစ်ပါတယ်။ B2 Spirit ဟာတာမန်လင်ရင်တစင်းထပ်ပေါ်ပါတယ်။ဒါဟာဤပညာဆိုင်ရာတီထွင်ဆ န့်သင့်မှုရဲ့သင်္ကေတတစ်ခုလူသားတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးရဲ့တက်တည်တစ်ခုနဲ့ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက်ဟန်တားမှုရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါ၎င်းရဲ့ဒေါ်လာ1ဘီလီယံတန်စီးနှုန်းဟာ၎င်းရဲ့ရှုပ်တွေမှုတွေမကဘဲနဲ့မမြင်နိုင်တဲ့ကောင်းကင်ကိုလွှမ်းမိုးနိုင်တဲ့တူနိုင်မဲ့ဆန်းရည်ကိုလည်းထင်ဟန်နေပါတယ်ဒီနေ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီလိုဗီဒီယိုတွေကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်